ကိုယ့်ရဲ့ရွေးချယ်မှုကကိုယ့်ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးပါတယ်။အားလုံးမင်္ဂလာပါ။ဒီနေ့မှတော့ကျွန်တော်ကငွေကြေးနဲ့ပတ်သက်လို့ရွေးချယ်မှုဘယ်လောက်ရည်ကြီးလဲဆိုတော့ကိုပြောပြသွားခြင်း။ကျွန်တော်တို့ကဒီငွေကြေးစီမံခန့်ခွဲမှုနောက်ဂျီနီမွန်နာမှုနဲ့ပတ်သက်လို့ချင်းရွေးချယ်မှုသုံးမျိုးသုံးသားရှိတယ်ဆိုပြောပါတယ်။ဘာလဲဆိုတော့နံပါတ်1ကတော့ကျွန်တော် secure ပေါ့နော်။လုံခြုံစိတ်ချမှုနံပါတ်2က comfortable ပဲတတောင်တတဖြစ်မှုနဲ့နံပါတ်3ကတော့ဒီ bridge လို့ခေါ်တဲ့ချမ်းသာကြောမှုဆိုတော့ဖြစ်ပါတယ်။ ဆိုတော့လူများစုကတော့ကျွန်တော်တို့ဒီသုံးခုထဲမှာဆိုရင်နံပါတ်1ဖြစ်တဲ့ဒီ secure ကိုကျွန်တော်ပို့ပြီးကြွေးချယ်ကြရတာပေါ့နော်။ဟိုကဘလို့တစ်ခုရှိမယ်။နောက်ပုံမှန်ဝင်ငွေတစ်ခုရှိမယ်။ဒီချင်းတွေကိုကြိုက်ကြပါတယ်။ဟိုမှာကျွန်တော်တို့အစင်လာအကြံပေးမှုတွေကျွန်တော်ငငယ်တည်းရခဲ့တဲ့အစင်လာအကြံပေးမှုတွေကြည့်လို့ရှိရင်လည်းအဒီလမ်းကြောင်းပို့လို့များနေပါတယ်။ဟိုမှာကျွန်တော်တို့ငငယ်တည်းကဟိုမှာကြောင်းမှာစာကြိုးစားတော့ပွဲတစ်ခုရအောင်လို့စိတ်ချရတဲ့အလုပ်တစ်ခုရအောင်လို့နော် ပုံမှန်ဝင်ငွေရအောင်လုပ်ဆိုပြီးတော့ဒီလိုအကြံပေးမှုတွေနဲ့ဒါလူများစွာကြုံရကြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဆင်လာတိုင်းပဲကျွန်တော်တို့မှာလို့တစ်ခုရှိမယ်ပုံမှန်ဝင်ငွေတစ်ခုရှိမယ်ဆိုရင်ဒါကျွန်တော်တို့များစွာကျေနပ်ကြပါတယ်ကျွန်တော်အဲ့ရနေပြီးတော့နောက်တစ်ဆင့်တက်လာပြီဆိုရင်တော့ comfortable ပေါ့နော်တက်တောင်းတတာဖြစ်မှုကိုကျွန်တော်တို့ကအဲလောက်တတ်ကြတယ်အမှကျွန်တော်တို့စီးပွားရေးလုပ်ငန်းလေးတွေလုပ်မယ်နောက် investment လောက်တာလေးတွေရှိမယ်အဲ့ဒီမှာလဲကျွန်တော်တို့ကဒီဟိုစော်သားမှုတိတ်မရှိတဲ့လုပ်ငန်းမျိုး investment မျိုးပို့ပြီးရွေးချယ်ကြပါတယ် ဆိုတော့လူများစုကကျွန်တော်ပြောရတာပဲချမ်းသာကြတယ်ဗောနတကယ်တကယ်မှာတော့ကျွန်တော်တို့ရဲ့မသိစိတ်ထဲမှာဆွဲနေတာကခုနလိုလုံညာစိတ်ချမှုနဲ့ဒီတက်တောင်းတသက်ရှိမှုဟာပုံပြီးတော့ဆွဲနေပါတယ်ကျွန်တော်တို့ချမ်းသာကြွားကြတယ်ဒါပေမဲ့ဒီဆွလားမှုတွေလောက်ရမယ်ဆိုရင်ကျွန်တော်တို့မချမ်းသာနေဘူးဆွလားမှုတော့မလုပ်ဘူးကိုယ့်ဘက်ကိုတက်တောင်းတသက်လေးနဲ့ဖြတ်သန်းတာပုံပြီးသဘောချကြပါတယ်ဒါကြောင့်မို့ချိုးဆိုရင်မချမ်းသာနေဘူးကျွန်တော်တို့အေးစိစိနေရမယ်လုံညာစိတ်ချတဲ့အခြေအနေရှိတယ်ဆိုရင်တော့ပါပြီဆိုပြီးတော့ ဒါမျိုးကျွန်တော်တို့ဖြတ်တန်းကြပါတယ်။ဟိုလူလဲစုလောက်ပဲချမ်းသာကြွားမှုနောက်ကိုလိုက်ကြပါတယ်။ဟိုကျွန်တော်ချမ်းသာကြွားမှုနောက်ကိုလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီစီးပွားလုပ်ငန်းကြီးတွေကျွန်တော်တို့ဖွင့်စားသားနဲ့လောက်ရတာရှိတယ်။ကျွန်တော် investment တွေကျွန်တော် risk တွေယူပြီးလောက်ရတာရှိတယ်။ဒါမဲ့တို့တကယ် investor တွေတကယ်စီးပွားလုပ်ငန်းရှင်တွေကတို့ကဒီစွန်စားနေရာရှိတာစွန်စားတယ်လုံးဆရာရှိတာလုပ်တယ်တို့စောင်းချုံတွေကြောင်းအားနိုင်တယ်အမားတွေကြောင်းအားနိုင်တယ်ဒါပေမဲ့ဒီစောင်းချုံတွေအမားတွေတို့ကသင်္ကန်းစာယူရင်းနဲ့ နောက်ထပ်နောက်ထပ်သူတို့ကဒီဆက်ပြီးတော့လှုပ်ဆောင်ရင်းနဲ့သူတို့ရဲ့ချမ်းသာကြောက်အောင်မှုပြီးဆောက်သွားကြတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဘဝမှာကိုယ့်ရဲ့ဒီငွေကြေးကြောက်အောင်မှုနဲ့ပတ်သက်လို့ရှင်ရွေးချယ်မှုတုံးမှုရှိတယ်။ကျွန်တော်တို့ခုနလုံခြုံစိတ်ချမှုရွေးမလားသက်တောင့်သက်တာဖြစ်တာရွေးမလားချမ်းသာကြောက်တာရွေးမလားကိုယ်ကြိုက်တာရွေးလို့ရတယ်ကျွန်တော်တို့ရဲ့ရွေးချယ်မှုပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရဲ့ငွေကြေးကြောက်အောင်မှုအခြေအနေတွေလည်းဖြစ်လာတာရှိပါတယ်။ဆိုတော့မိတ်ဆွေအနေနဲ့ဆိုရင်ရွေးချယ်မှုကြိုက်တယ်ဘဝမှာကျွန်တော်မှတ်ချက်ပြတော်လေးရပါတယ်။အားလုံးကျေးဇူးတင်ပါ